တင်ပြတဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ April 14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်ကြောင့်ပြည်သူထောင်ချီတည်ဆုံးခဲ့ပေမဲ့နေပြည်တော်မှာမင်းအောင်လိုင်ကတကြံပွဲလို့ပျော်ပါစိုးဝင်းနဲ့စစ်ဘိုလ်ချုပ်များအားလုံးတနခါအလိန်ခံခဲ့ကြပြီးဓာတ်ပုံနဲ့ဗီဒီယိုတွေပြင်ပကိုမပြန့်စေရင်တားမြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ချီတေဆုံးခဲ့ပြီးအပြက်စီကြီးမခဲ့ပေမဲ့လည်းအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စစ်အရာရှိကြီးတွေကတော့နေပြည်တော်မှာတကြံပွဲပြုလို့ပျော်ပါနေကြကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။မင်းအောင်လှိုင်စိုးဝင်းအောင်လင်းတွေးအပါအဝင်ထိတ်တန့်စစ်အရာရှိကြီးများကတော့ဧပြီလ23ရက်နေ့နေပြည်တော်မြို့တော်ဝန်မန်းတပ်နေပြည်တော်လမ်းလျှောက်တကြံတို့ကိုတွားရောက်ဖွင့်လှစ်ခဲ့ပြီးရေပက်ခန်းချင်းအလှပြကားများနဲ့လှည့်လည်ပြတ်သားမှုကိုကြည့်ရှုခြင်းရေပက်ကစားခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။ နေပြည်တော်မှာတနခါလိန်တရုတ်ဖော်မှုများပြုလုပ်ခဲ့ရမှာမင်းအောင်လိုင်မအပဒုစစ်ခေါင်းဆောင်စိုးဝင်းအပါဝင်ဗိုလ်ချုပ်များအားလုံးရဲ့ပါးတွေမှာတနခါအလိန်ခံခဲ့ကြပြီးရစ်တနခါအလိန်ခံထားရတဲ့စိုးဝင်းနဲ့ဗိုလ်ချုပ်တွေရဲ့ဓာတ်ပုံတွေကိုပြန့်နှံ့ခြင်းမပြုစေဖို့စစ်ကောင်စီကတားမြစ်ခဲ့ကြောင်းသိရှိရပါတယ်။တက်ချုပ်ကလွဲရင်ကြံတဲ့ဗိုလ်ချုပ်တွေအကုန်လုံးမျက်နာမှာတနခါတွေအလိန်ခံခဲ့ကြပါတယ်။အဲ့ဒီဓာတ်ပုံတွေကိုတော့ပြင်ပကိုပြပြပြင်ကြီးဓာတ်ပုံတွေထွက်သွားတာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ အကြံဖတ်မင်းအွန်လိုင်းကယခုတကြံကာလအတွင်းနေပြည်တော်နဲ့ပြည်ဦးလွင်တို့မှာတွာလာနေထိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမျိုးတိမ့်တိုက်ပွဲမှာကလေးခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့မှလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လိုင်းရေးဘော်တို့အသက်ပေးလူခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲမှာကလေးခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့မှလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လန်ရေးရဲဘော်တို့အသက်ပေးလူခဲ့ရကြောင်းသိရှိရပါတယ်။ဖလန်းမြို့တိုင်းတိုက်ပွဲအတွင်းမှာကလေးခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖယုံ အထူးတက်ခတ်ရေးနဲ့လက်ယုံတက်ပွဲကလေးခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖယုံ drone team wings of ကလေးနဲ့ကလေးမျိုးနဲ့မြို့ပြစီမံချက် UG တက်ပွဲတွေဟာ2024ခုနှစ်ဇူလိုင်လမှစတင်ပြီးချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့တိုင်းတိုက်ပွဲအတွက်ချင်းညီနောင် CB အဖွဲ့နဲ့အတူလေ့ကျင့်ပြင်ဆင်ခဲ့ကြောင်းသိရှိရပါတယ် တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့ကိုမြို့သိမ်းတိုက်ပွဲအဖြစ်ချင်းညီနောင် CB စစ်စင်ရေးအဖွဲ့နဲ့အခြားပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့မှာရှိတဲ့ခါလာယာ268တပ်အထိုင်ဟာစစ်ကောင်စီမှဗျူဟာမှုအဆင့်ထိုင်ပြီးကုတ်ကဲတဲ့တပ်အထိုင်ဗျူဟာကုန်းဖြစ်ပြီးဖလန်းမြို့ကချင်းပြည်နယ်မြို့တော်ဟာခါမြို့နဲ့စကိုင်းတိုင်းရဲ့ဒုတိယအကြီးဆုံးစစ်ဌာနချုပ်ဖြစ်တဲ့ကလေးမြို့ဒေသကုတ်ကဲရေးစစ်ဌာနချုပ်ဒါကာဆာအထိုင်နှစ်ခုကြားမြေပြင်ဆက်သွယ်ရေးထောက်ပို့လမ်းကြောင်းမှာအဓိကအခက်ရာကျတဲ့မြို့လည်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဖလန်းမြို့တိုင်းတိုက်ပွဲမှာကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအထူးတိုက်ခိုက်ရင်းနဲ့လက်ယုံတပ်ဖွဲ့မှဒဏ်ရာရရဲဘော်၁၀ဦး ပြည်သူအထွတ်မြင့်မြတ်စွာအသက်ပေးလူခဲ့တဲ့ရဲဘော်တအူးနဲ့ကလေးမျိုးနဲ့မြို့ပြစီမံချက် UG တပ်ဖွဲ့မှဒဏ်ရာရရဲဘော်ကိုအူးတို့ပေးဆက်ခဲ့ရပါတယ်။ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့ကိုမြို့သိမ်းတိုက်ပွဲဖြစ်ချင်းညီနောင် CB စစ်စင်ရေးအဖွဲ့နဲ့အခြားပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ2025ခုနှစ်ဧပြီလ10ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းပြကြောင်းသိရှိရပါတယ်။ စစ်အာဏာရှင်အမြင့်ပြတ်ချေမုံရင်ဆင်နွှဲနေတဲ့ຫນွေဦးတော်လန်ရေးကိုအဆုံးထိတိုင်မဆုံးမနစ်တဲ့ဇွဲနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာမဟာမိတ်တရင်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြေညာပြောဆိုထားပါတယ်။ ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့တိမ်တိုက်ပွဲကိုပအဝင်ဆင်နွှဲခဲ့ပြီးတရင်တက်ဖွဲ့အသီးသီးမှတိုင်းပြည်နယ်လူမျိုးအထွတ်မြင့်မြတ်စွာအသက်ပေးလူခဲ့ကြရတဲ့ပြည်သူရဲဘော်တွေအားလုံးကိုလည်းကိုယ်စိတ်နှလုံးအသွေးအသားထဲမှမကြံလေးစားစွာနဲ့လေးပြုတ်ဂုံပြုတ်အပ်ပါကြောင်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တန်တောင်ကြီးနဲ့ရေတာရှည်တွေမှာ33ရက်ကြာတိုက်ပွဲဖြစ်ပြီးဒုတရင်မှုတိမ့်တန်အပါဝင်စစ်သား88ဦးသေဆုံးပြီး3ဦးအလင်းဝင်တိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့လေကြောင်းနဲ့မှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးသူများပြားခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ပဲခူးတန်းရေတာရှည်မြို့နယ်တွေမှာ33ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒုတရင်မှုတိမ့်တန်အပါဝင်စစ်သား88ဦးသေဆုံးပြီးစစ်သား3ဦးအလင်းဝင်ရောက်ခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ29ရက်နေ့မှာတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်စစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားခဲ့ရမှာဖေဖော်ဝါရီလ9ရက်နေ့မှာတော့ကြေကတော်စစ်ကောင်စီတပ်စခန်းမှာရှမ်းလေပြင်တပ်စခန်းကိုအင်အား30ကျော်ပါစစ်ကူစစ်ကြောင်းထွက်လာတဲ့အတွက်နေပြည်တော်တိုင်းစစ်ဌာနတယင်း၈၃၆ KNLA တပ်မဟာနဲ့အထူးတယင်း KNDO တပ်ခွဲ၄တို့မှဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်းတိုက်ပွဲတွင်ခလာရ29တက်ရင်မှဒုတရင်မှုတိမ့်တန်းအပါအဝင်စစ်ကောင်စီတပ်သား16ဦးတေဆုံးခဲ့ပြီးလက်နက်ငယ်အချို့နဲ့ခေရန်များတိမ့်ဆဲရရှိခဲ့ကြောင်းသိရှိရပါတယ်။မတ်လ10ရက်နေ့နက်နက်10နာရီခန့်မှာနေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှကျေးရွာကိုဝင်ရောက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနတရင်9တုံ9တရင်8တုံ9တရင်8တုံ9ခွန်တရင်8တုံ9 RTC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နဲ့ KNDO တပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာမွန်တဲ12နှစ်အထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ် ဧပြီလ23ရက်ညနေ9နာရီမှာလဲနေပြည်တော်ကနေစေလွတ်တဲ့စစ်ကောင်စီရဲ့တပ်မရှိရှိလက်အောက်ခံတပ်အင်အား300ခန့်ဟာအင်အား100ခန့်စီပါစစ်ကြောင်း3ကြောင်းဖြန့်ပြီးရင်းနှီးမြို့နယ်မိဤကလေးကျေးရွာအနီးကိုဝင်ရောက်လာတဲ့အတွက်နေပြည်တော်စစ်တိုင်းဌာနတရင်93တရင်83 4တရင်83ခွန်တရင်83 RTC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နဲ့ KNDO တပ်တို့ကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရမှာညနေ6နာရီအချိန်ထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ်။ မတ်လ24ရက်နေ့နနက်7:00နာရီမှ7:00နာရီအထိရေတာရှည်မြို့နယ်ဘော်ရီကုံကြေးရွာအနီးမှာအင်အား300ခန့်ပါစစ်ကောင်စီတပ်ကအင်အား100ပါစစ်ကြောင်း3ကြောင်းဖြန့်ပြီးရှေ့တိုးလာခဲ့တဲ့အတွက်ပူပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲမှုဆက်လက်ဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ် Jet Fighter တစ်စီး MI-35 တစ်စီးအသုံးပြုပြီးဘုံကျဲခြင်း .8 မော်တာတနက်များနဲ့ပစ်ကူခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ဂျက်ဖိုက်တာနဲ့ဘုံကျဲချင်းဟာတောင်ယာမိခိုးများထူပြောနေတဲ့အချိန်ဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားတွေအပေါ်ကိုဂျက်ဖိုက်တာကမှားယွင်းကတကြိမ်ဘုံကျဲခဲ့တယ်လို့ဆိုပါတယ်။မတ်လ25ရက်နေ့နနက်9:00နာရီမှ10:00နာရီအထိရင်းနှီးမြို့နယ်ကြိုချောင်းကျေးရွာအနီးမှာစစ်ကောင်စီတပ်သားအင်အား600ခန့်နဲ့ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်အသင့်ရောက်ရှိနေတဲ့ပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ မတ်လ30ရက်ညနေ4နာရီမှ6နာရီအထိတန်တောင်မြောက်ပိုင်းမြောင်နှမ်းချိုကျေးရွာအနီးကိုအင်အား800ခန်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပူပေါင်းတပ်ဖွဲ့တွေကအသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ2ရက်မွန်တဲ12နာရီမှမွန်လွဲ2နာရီ30မိနစ်အချိန်အထိတန်တောင်မြောက်ပိုင်းရွာတန်းရှိကျေးရွာမှမြောင်နှမ်းချိုကျေးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားများအထိနာပြီးပြန်ဆုတ်ပြေးသွားကြောင်းသိရှိရပါတယ်။ နေပြည်တော်မှာဆေလွတ်လိုက်တဲ့တပ်မရှိရှိလက်အောက်ခံစစ်တပ်စစ်ကြောင်းနဲ့နေပြည်တော်တိုင်းစစ်ဌာနတရင်93တက်တရင်83တက်ရင်83ခွန်တရင်83 RDC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထုဒေတာတက်ဖွဲ့ KNDO တက်တူအခြား33ရက်အတွင်းပြင်းထန်တိုက်ပွဲ6ကြိမ်နဲ့ကာကင်းအတွင်းအသေးစားတိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများအနေမီရှင်းလင်းလာစဉ်တိုက်ပွဲဖြစ်ပွားရာနေရာအနေမီရှင်းလင်းစဉ်စစ်သားအလောင်း62လောင်းနဲ့လက်နက်ခဲယမ်းတချို့တင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်ထို့ပြင် စစ်ကောင်စီတပ်သားတရာကျော်ထိခိုက်ဒဏ်ရာရရှိပြီးစစ်ကောင်စီတပ်သားသုံးဦးမှလည်းလက်နက်နှစ်လက်ခဲယံတချို့နဲ့အတူအလင်းဝင်လာခဲ့ကြောင်းသိရှိရပါတယ်။တော်လန်ရေးပူပေါင်းတပ်ဖွဲ့များမှလည်းတရင်ရှိတုံညာလေးမှရဲဘော်ကြားလေးပေါင်နှချောင်းကြီဖောက်ဝင်ဒဏ်ရာ KNDO ရဲဘော်တအူးလက်မောင်းယူကျူးဒဏ်ရာ KNDO ရဲဘော်တအူး60မမကြီစဖောက်ဝင်ဒဏ်ရာ KNDO ရဲဘော်တအူး40မမ86ကြီထိနှကန်းပြက်ရှာဒဏ်ရာတရင်ရှိတုံညာခေါ်မှရဲဘော်အားတဲ့ခြေချင်းဝတ်ကြီထိမှအယူကြီဒဏ်ရာအတိအသင့်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ ယခုချိန်ထိရန်သူစစ်ကောင်စီမှအပြစ်ခက်ရစဲကြောင်းထုတ်ပြန်ထားပေမဲ့မြေပြင်မှာတော့စစ်ကြောင်းများအင်အားဖြည့်တင်းခြင်းမြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone များနဲ့ဘုံကျဲခြင်းလေယာဉ်များနဲ့ဘုံကျဲခြင်းတို့နေ့စဉ်နဲ့မျှအမြဲမပြတ်လှုပ်ဆောင်လျက်ရှိကြောင်းနေပြည်တော်တိုင်းစစ်ဌာနလေပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ DKPA နဲ့ကြားဖြတ်လုပ်သားတွေယုံရင်စံခတ်ဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA တက်ဖွဲ့ဝင်တွေနဲ့ထိမ့်သိမ်းထားတဲ့ကြားဖြန့်လုပ်သားတွေအကြားပြစ်ခတ်မှုဖြစ်ပွားနိုင်တဲ့အခြေအနေအထိဧပြီလ23ရက်နေ့မွန်လွယ်ပိုင်းကမြဝတီမြို့နယ်မှာရုံရင်းစံခတ်ဖြစ်ပွားခဲ့ပါတယ်။တရားမဝင်ကြားဖြန့်လုပ်ငန်းတွေကနေနေရရင်ပြန်ပို့ဖို့ထိမ့်သိမ်းထားတဲ့နိုင်ငံသား295ဦးဟာနေရရင်နိုင်ငံတွေကိုအမြန်ပို့ဖို့ဆန္ဒပြတောင်းဆိုရာကနေယမန်နေ့နေ့လယ်12:15လောက်မှာလုံခြုံရေးယူထားတဲ့ DKPA တက်ဖွဲ့တွေနဲ့ရုံရင်းစံခတ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ ထိမ့်သိမ်းထားသူတွေထဲမှာအများစုဟာအီသီယိုးပီးယားနဲ့တခြားအာဖရိကနိုင်ငံသားအများစုဖြစ်ပြီး DKBA အနေနဲ့လည်းပြန်ပို့ဆောင်နိုင်ရေးအတွက်သက်ဆိုင်ရာတန်ယုံတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေစေကာလာအတွင်းမှာအခုလိုကြုံရတာဖြစ်တယ်လို့သိရပါတယ်ဒီနိုင်ငံသားတွေဟာတရုတ်ကြားဖြန့်ဂိုင်းတွေမှာလောက်ကင်ကဲ့သူတွေဖြစ်ပြီးကြားဖြန့်ရာဇဝတ်ဂိုင်းတွေရှင်းလင်းရေးလှုပ်ဆောင်နေတဲ့စီမံကိန်းအတွင်းနှစ်လကျော်အကြာထိမ့်သိမ်းခံထားရသူတွေဖြစ်ပါတယ်။ရှေ့မှာလည်းမြဝတီခရိုင်အတွင်းကကြားဖြန့်လုပ်ငန်းကနေတဆင့်တက်ဆိုင်ရာနိုင်ငံတွေကိုနိုင်ငံသား၈၀၀၀ကျော်ပြန်ပို့ထားပြီလို့သိရပါတယ်။ မြန်မာနိုင်ငံဘက်မှဖြစ်ပွားနေတဲ့ရုံးရင်းဆန်ခက်အခြေအနေတွေကြောင့်ထိုင်းနိုင်ငံဘက်ကလည်းအထူးစစ်စင်ရေးတပ်တွေကိုနေဆက်တလျှောက်မှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပြီးစောင့်ကြည့်ခဲ့ပါတယ်။တရားမဝင်နေဆက်ဖျက်ချော်မှုတွေမဖြစ်အောင်လည်းအချိန်အုံမြင့်ဆောင်ရွက်နေတယ်လို့ထိုင်းဘက်ကထုတ်ပြန်ထားပါတယ်။ကြားဖြန့်လုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့နိုင်ငံသားတွေကိုနေရရင်ပြန်ပို့ရေးနှောင့်နှေးမှုဟာတက်ဆိုင်ရာနိုင်ငံတွေနဲ့တန်ယုံတွေရဲ့တုံ့ပြန်မှုနဲ့သာတက်ဆိုင်ပြီးတကယ်လို့ထိုင်းနိုင်ငံဘက်ကိုတရားမဝင်ဖျက်ချော်ဝင်ရောက်လာမယ်ဆိုရင်တရားစွဲခံရမယ်လို့ထိုင်းဘက်ကပြောပါတယ်။ ရုံရင်ဆန်ခက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး DKBA တာဝန်ရှိသူတို့ဖြစ်တဲ့စောစိုးမြင့်ကို AR ကဆက်သွယ်မေးမြန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကြီးဆရာဖတ်တမှုဘုံမှုဇေယထွန်လက်အောက်ခံတက်ဆွေများထံမှလာစဉ်ကြီးတင်ရာနဲ့ချီတောင်း၎င်းရဲ့ဇနီးကလည်းတက်တွင်းမောက်မှရိုင်းဆိုင်လို့မချေနဲ့ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးဆရာဖတ်တမှုဖြစ်သူဘုံမှုဇေယထွန်မှ၎င်းရဲ့လက်အောက်ခံတက်ဆွေ တက်စိတ်နဲ့တက်စုများထံမှလာစဉ်ကြည်သိမ့်ယာနဲ့ချီတောင်းခံနေပြီးမပေးပါကယာရုနေယာပြောင်းပြစ်မယ်လို့ချိန်ချောင်းမှုများလှုပ်ဆောင်နေကြောင်းသတင်းအရင်းမြစ်များထံမှသိရပါတယ်။တောင်ကြီးဆရာဖလက်အောက်မှာရှိတဲ့တက်ဆွေများဖြစ်တဲ့မိုင်းပြင်းကြိုင်းခန့်နဲ့နောင်ဝအစရှိတဲ့တက်ဆွေများမှတာဝန်ခံတွေကိုခေါ်ယူကာလာစဉ်ကြည်ဖြစ်ကြက်သိမ့်တရာနဲ့အထက်တောင်းခံနေကြောင်းမပေးနိုင်ပါကချီလင်ချီမြန်များတို့ပို့ဆောင်မယ်လို့ချိန်ချောက်ကြောင်းဆရာဖတက်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်တူကပြောပါတယ်။ဒါပြင်တောင်ကြီးဆရာဖလက်အောက်မှာရှိတဲ့တက်ဆွေများဖြစ်တဲ့အောင်ပန်းရက်ဆောက် လွိုက်ကောအဆရှိတဲ့တက်စုများအနေနဲ့လဲတရေးဘူကြီးအတုံးစိအဖြစ်တလကိုငွေကျပ်330လစဉ်ပေးရကြအောင်ငွေကြီးအစမပြေတဲ့အခြားတက်ဆွဲများမှာလဲငွေကြီးအစဉ်ပြေမှုပေါ်မူတည်ပြီးတက်ဆွဲအလိုက်ကျပ်9သိန်းမှကျပ်360အထိပေးဆောင်ရကြအောင်သိရှိရပါတယ်ဘုံမှုဇေယျထွန်းမှာတောင်ကြီးဆရာဖတ်တမှုအဖြစ်2023ခုနှစ်နိုဝင်ဘာလမှာရောက်ရှိလာသူဖြစ်ပြီးရခင်ကမန္တလေးမှာတာဝန်ချခဲ့သူဖြစ်ကြောင်း၎င်းရဲ့ဇနီးဖြစ်သူဒေါဖြူတန်တာထွန်းမှာလဲတက်တွင်းမှာရဲမေများပေါ်ပြောဆိုဆက်ဆံရမှာမောက်မှာရိုင်းဆိုင်သူဖြစ်ကြောင်း ဒေါ်ဖြူတန်နာထွန်းရဲ့ပြောဆိုဆက်ဆံမှုများကိုရဲမေများလည်းစိတ်ဆင်းရဲနေကြကြောင်းတို့တော်မြည်သူကိုမြမဖွင့်ပြောရဲကြောင်း၎င်းတို့နဲ့နီးစပ်သူတို့ကပြောဆိုပါတယ်တကူကူတိုင်းလို့လာစိတ်ရင်လဲဘသူမှသူတို့နဲ့ပတ်သက်တာအမှန်ကိုမပြောရဲကြဘူးပြောရင်ခြေလင်းခြေမြန်ပို့မယ်ချိမ့်ချောက်တယ်တက်မိုးကတော်ကသူ့အမေကိုတော့အိမ်ပေါ်ကနေမောင်းချတာလို့၎င်းကပြောပါတယ်စစ်ဘက်ရေးရလုံချုံရင်တက်ဖွဲ့ဆရာဖတ်တက်တွေဟာတိုင်းစစ်ဌာနချုပ်များအခြေစိုက်တဲ့နေရာတွေမှာတက်ထိုင်ပြီးရှမ်းပြည်နယ်အတွင်းမှာဆရာဖတ်တက်၄တက်အခြေစိုက်ကြောင်း ၎င်းတို့မှာတောင်ကြီးခိုလံကျိုင်းတုံနဲ့လာရှိုးတို့အခြေစိုက်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Twin Concon တိုးမြင့်တောက်ခန္ဓာတွေကိုအပြည့်အသက်ဖျက်သိမ်းလိုက်ဖို့တရုတ်က American ကိုတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Twin Concon ၏အပေါ်အပြန်အလှန်အခွန်စီးကြပ်မှုတွေရက်ဆိုင်ဖျက်သိမ်းလိုက်ဖို့ American သမ္မတ Donald Trump အစိုးရကိုတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကတောင်းဆိုထားကြောင်း April 17ရက်နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ တရုတ်သွင်းကုန်တွေပေါ်145ရာခိုင်နှုန်းအထိအခွန်တိုးမြင့်ကောက်ခံဖို့သတင်းထုတ်ပြန်ထားပေမဲ့တရုတ်နိုင်ငံမှာလာရောက်ထုတ်လုပ်တဲ့ American ကုမ္ပဏီရဲ့ smartphone ၊ computer နဲ့နှိပညာဆိုင်ရာသွင်းကုန်တွေအပေါ်ကိုတော့အခွန်ကကင်းလွတ်ခွင့်ပေးမယ်လို့ Donald Trump အစိုးရက April 17ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ American ကုမ္ပဏီတွေကထုတ်လုပ်တဲ့သွင်းကုန်တွေအပေါ်ကိုပဲတည်တံ့အခွန်စည်းကြမ်းမှုကင်းလွတ်ခွင့်ပေးနိုင်မယ်အစားတရုတ်နိုင်ငံကသွင်းကုန်အလုံးအပေါ်အခွန်စည်းကြမ်းမှုတွေကိုအပြည့်အတိုင်းဖြတ်သိမ်းလိုက်တာအကောင်းဆုံးဖြစ်မယ်လို့တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အပြန်အလှန်အခွန်စည်းကြမှုအားလုံးကိုလုံးဝဖျက်သိမ်းလိုက်ပြီးအပြန်အလှန်လေးစားအတိမတ်ပြုတ်တဲ့လမ်းကြောင်းကိုပြန်လည်လျှောက်လှမ်းဖို့အမေရိကန်အစိုးရကိုတောင်းဆိုကြောင်းလဲတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတင်ဝတ်တင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။